hello ဒီတစ်ခေါက်မှာ device setup ထဲမှာရှိတဲ့ operation menu အကြောင်းကိုရှင်းပြပါမယ် operation menu ထဲမှာဘယ်အကြောင်းအရာတွေပါဝင်သလဲဆိုလို့ရှိရင် configuration management ရှိမယ် device operation ရှိမယ်အာ miscellaneous ရှိမယ်ပေါ့အဲ့တော့ miscellaneous ကဘာတွေလဲဆိုလို့ရှိရင်ဥပမာ SNMP setup ကိုသွားလို့ရှိရင် SNMP အာ configuration ချမယ်အပိုင်းလေးတွေပေါ့နော် version 2c လား version 3လားလို့ရှိရင်သူ့ရဲ့ ဟို device တွေ SNMP monitor ကြည့်ကြည့်တဲ့ device တွေရဲ့ဒီ location တွေ IP address တွေဒါကိုရွေးပေးရမယ်ဒါ miscellaneous နောက်တစ်ခု device operation ကကြာဒီ device ကြီးကို low level remove ချခြင်းတာဖြစ်စေဒါမှမဟုတ်နဲ့ power shutdown ချခြင်းတာဖြစ်စေဒီအောက်ကနေသွားပြီးတော့ချပါမယ်ဥပမာဟို user ကနေနောက်ကနေ power button ကိုသွားပြီးတော့ဆွဲထုတ်ဆရာမလိုတော့ဘူးအဲဥပမာဗျာ ကိုယ့်ရဲ့ဒီ follower တို့ file က AC power ဆိုရင်ပြဿနာမရှိဘူး user ကနေအလွယ်တကူဖြုတ်တဲ့လုပ်လို့ရတယ်ဒါပေမဲ့ DC ဆိုရင်တော့နည်းနည်းလေးဖြုတ်တဲ့လုပ်ဖို့ကအနေချင်းတော့ခက်သွားပြီအဲ့လိုအနေအထားမျိုးမှာကိုကအရင်ဆုံး power shutdown လုပ်ချင်ရင်ဒီ graphical user interface ကနေ shutdown remove ချလို့ရတယ်အဲ့ဒါ device setup operation နဲ့မှာရှိပါတယ်နောက်တစ်ခုက configuration management configuration management ကဘယ်အတွက် သုံးတာလဲဆိုလို့ရှိရင် ဒီကိုယ့်ရဲ့ priority ကို save လုပ်ချင်တာပဲဖြစ်စေဟုတ်ပြီနော်လိုအပ်လို recovery ပြန်ဆွဲချင်တာပဲဖြစ်စေဒီလိုမျိုးလုပ်ချင်လို့ရှိရင်ဒီ operation အောက်မှာသွားပြီးတော့ reverse save လို့ hpo input ကိုစိုက်နှက်တတ်တဲ့ကိုလိုအပ်တဲ့အကြောင်းအရာတွေကိုပြုလုပ်လို့ရပါတယ် okay အဲ့တော့ဒီ configuration management ကိုမပြောခင်ဒီ configuration management မှာပါတာတွေကဘာတွေပါတယ်လဲသူ့ရဲ့လုံဆောင်ချက်တွေက ဘယ်အပိုင်းလေးမှာပါတာလဲဆိုတာအဲသိဖို့လိုပါတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်ချင်းကြည့်မယ်ပုံမှန်အားဖြင့်ဆိုရင် router တွေမှာ Cisco router ပေါ့အာ control plane ရှိမယ် management plane ရှိမယ် data plane ရှိမယ် Palo Alto Firewall မှာနှစ်ခုပဲပါမယ် control သူမဟုတ် management plane အဲ့ဒါတစ်ခုနောက်တစ်ခုက data plane အဲ့ data plane ကတော့အားလုံးသိပြီးသား traffic တွေကိုသွားမယ် okay control plane ကဘာတွေလုပ်ပေးတာလဲအဲ့တော့ကျွန်တော်တို့အခုက safe အကြောင်း loading အကြောင်းရှင်းပြတာ ဒီမှာဆိုရင်စေအကြောင်းလိုရင်းအကြောင်းဘာတွေပါတယ် reverb ပါမယ်စေပါမယ် candidate configuration ပါမယ် running configuration ပါမယ်ပေါ့အဲ့တော့ပထမဆုံးက candidate configuration ဆိုတာဘာလဲ running configuration ဆိုတာဘာလဲအလွယ်သိအောင်ပြောပြလို့ပါတယ် running configuration ဆိုတာကဒီ file လောက် auto file မှာတခုခု change လုပ်ခြင်းနဲ့ဥပမာ IP address ပေးခြင်းနဲ့ host name change ခြင်းနဲ့စသဖြင့်ပေါ့တခုခု change လုပ်ခြင်းရင် commit နှိပ်ပေးရတယ် okay commit နှိပ်ပေးပြီးသွားပြီးတော့လက်ရှိ run နေတဲ့ service တွေအကုန်လုံးကို granny config configuration လို့ခေါ်ပါတယ် candidate configuration ကကြာတော့အဲ့လိုမဟုတ်ဘူး commit button မနှိပ်ရသေးခင်အနေအထားမှာရှိတဲ့ config လောက်ထားတဲ့အပိုင်းကို candidate configuration လို့ခေါ်ပါတယ်ဥမာကျွန်တော်တို့က interface ကို ip address ပေးလိုက်တယ် အဲ့ဒီ IP address ပေးထားတဲ့အခြေအနေကို candidate configuration လို့ခေါ်တယ်။ comic နှိမ့်လိုက်မှ interface မှာ IP address ပေးတာ attic ဖြစ်မှာ။အဲ့ဒါကိုကြတော့ဘာလို့ခေါ်ပါလဲဆိုရင် running configuration လို့ခေါ်ပါတယ်။ဟောဒီမှာတိမ့်တဲ့ပုံစံကတော့သူ့ရဲ့ file extension က .html file format နဲ့တိမ့်ပါတယ်။ Okay အဲ့တော့ဒီဟာလေးကိုဆက်သွားကြည့်မယ်။ဘယ်အပိုင်းအရာတွေကဘယ်ပလိမ့်မှာလောက်တာလဲဆိုရင်ဒီပုံလေးကိုကြည့်လိုက်ရင်ရင်သွားလိမ့်မယ်။အဲ့တော့ running configuration အားလုံးဒီ data plane ကနေအဓိကလုံဆောင်ပေးပါတယ် okay ကြံတဲ့ candidate configuration တွေအားလုံးဒီ control plane ကလုံဆောင်ပေးပါတယ်အဲ့ဒီထဲမှာမှာဒီမှာ export နဲ့ import ကကြတော့ဘယ်မှာလုံဆောင်တာလဲအပေါ်က reverse save လောက်ကဘယ်မှာလုံဆောင်တာလဲ reverse save လောက်က Palo Alto file ရဲ့ hard disk ထဲမှာပဲသူကတင်ဆက်ပါတယ် နော်သူ့ရဲ့ file extension က HMN နေနဲ့တင်ဆက်တယ်။ Palo Alto firewall ထဲမှာပဲတင်ထားတယ်ပေါ့အလွယ်ပြောရမယ်ဆိုရင် H4 နဲ့ Info ကကြာဘယ်နေရာမှာတင်ထားတာလဲဆိုဒီမှာ management interface ရှိတယ်။အဲ့ဒီ management interface ကနေကို configure လုပ်တဲ့ laptop သို့မဟုတ်တခြား server တစ်ခုခုမှာ H star နဲ့အနေနဲ့ဒီ configuration file ကိုတင်ထားတာဖြစ်ပါတယ်။ Cisco မှာဆိုရင်တော့ DFTP server ပေါ့သူ့ရဲ့ configuration file ကို packet အနေနဲ့တင်ထားတဲ့နေရာ။ဒီမှာဆိုရင်တော့ Palo Alto ရဲ့ဒီ configuration နော် file နေ runny config လဲပါမယ် runny configuration လဲပါမယ် candidate configuration လဲပါမယ်အဲ့ဒါတွေကို external တမြေရာမှာတင်ထားတယ် pan drive လေးလည်းဖြစ်နိုင်တယ် external hard disk ဖြစ်နိုင်တယ် laptop ရဲ့ hard disk လည်းဖြစ်နိုင်တယ် server တမြေရာလည်းဖြစ်နိုင်တယ်ဒီလိုနေရာမျိုးမှာတင်ထားတယ် okay အဲ့တော့ interview တွေမှာမိမယ်သူမဟုတ်အာဒီ exam တွေမှာမိမယ်ပေါ့နော် exam တွေမှာမိမယ်ဘယ်လိုမိမလဲဆိုလို့ရှိရင် runny config ကဘယ်မှာတင်ဘယ်မှာအလုပ်လုပ်တာလဲ okay h point input ကဘယ်နေရာမှာတင်တာလဲ candidate configuration ကဘယ်နေရာမှာလောက်တာလဲပေါ့နော်အဲ့တော့ candidate configuration เนี่ยသူစိတ်လောက်တာက file extension က xml နဲ့လောက်တယ် commit နေလိုက်ပြီဒီ candidate configuration တွေကို commit နေလိုက်ပြီဆိုတော့လည်းသူက random config အနေနဲ့ရောက်သွားပြီ data plane ကအဓိကလောက်ဆောင်ပြီးတယ်โอเคဒီအကြောင်းအရာလေးကိုနားလည်သွားမယ်ဆိုလို့ရှိရင်နောက်သင်ခန်းစာကဒီ revoke ဆိုတာဘာလို့တာလဲ save ဆိုတာဘာလို့တာလဲ load ဆိုတာဘာလို့တာလဲဆိုတာကိုအသေးစိတ်ထပ်ရှင်းပြပေးသွားပါမယ်